ကဲအိတ်ကြပြီလားမအိတ်ခင်အိတ်ကောင်းစကောင်းသတင်းကောင်းလေးနားထောင်ဝါထောင်နားတိပြီးတဲ့သူပဲဖြစ်မယ်ဒါကတော့ကဏီမြို့နယ်ချောင်းမရွာတိုက်ပွဲမှာခွေးပြေးဝက်ပြေးထွက်ပြေးတဲ့စစ်ခွေးတွေတုံးကောင်မတာပေါ်ပြီးတော့တုံးကောင်ဖမ်းမိတယ်အဲ့ဒီတုံးကောင်မှာတကောင်ကတော့တန်တေဆိုတဲ့နော်အစတည်းကရှိပြီးသားအဲတက်ချက်ကြီးပေါ့နော်နောက်ထပ်နှစ်ကောင်ကတော့လက်ရှိစစ်မှုထမ်းဥပဒေနဲ့ဥလယ်လယ်နဲ့ပါပြီးတော့အသေးခံခိုင်းတဲ့ကောင်လေးတွေပေါ့ တော့တောင်းရောက်မိတယ်ပြီးလက်နက်တွေခဲရမ်းနေတယ်မိတယ် and အခုနောက်ပိုင်းမှာစစ်တပ်ကကျွန်တော်ပြီးသတင်းဖတ်ပြမှာเนาะအဲအခုနောက်ပိုင်းမှာလက်ရှိဒီလပိုင်းမှာစစ်တပ်ကဘာလုပ်လာလဲဆိုတော့စစ်မှုထမ်းတင်တန်းတစ်တွေကိုခြေတန်းကိုပို့ပြီးတော့သူတို့ရဲ့အဲ့ဒီတန်တေတွေနဲ့ပန်းစားတွေကိုပေါင်းပြီးတော့စစ်ကြောင်းတွေကိုထိုးခိုင်းပြီးနယ်မြေတွေကိုလက်တလောထိန်းချုပ်လို့ရအောင်ပြန်လုပ်လိုက်ပြန်လုပ်နေတယ်ပေါ့နော်အဲ့ဒါဘာလုပ်တာလဲဆိုတော့လာမဲ့သူတို့ရဲ့ရွေးကောက်ပွဲမှာ ဲ့ဒီနေမြေတွေနေမြေတွေမှာအကုန်လုံးလို့ရပြီဆိုဘာ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 ရွေးကောက်ပွဲလုပ်ပြီးတရားဝင်မှုဖြစ်အောင်တို့ချိန်လန်းလှမ်းနေတာအဲ့ဒီအတွက်အကုန်စစ်ကြောင်းထိုးတွေ့တဲ့ရွာမီးချို့ပြစ်နော်ဒီနေ့လည်းတရက်ချောင်းမှာ KNRA နဲ့ PDF ဘူအောင်အဖွဲ့တွေနဲ့စစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်တယ်တနင်္လာနေ့တိုင်းတရက်ချောင်းဘက်မှာအဲ့ဒီမှာလဲရွာအဲ့တရချောင်းမြို့နယ်ထဲမှာရှိတဲ့ရွာရွာတွေကိုဝင်ပြီးတော့အိမ်တွေကိုစစ်တပ်ကအကုန်လုံးမီးရှို့ထွက်ပြေးသွားတယ်နော်အဲ့တော့သူတို့ကဘာလဲဆိုတော့တော်လိုင်းတပ်ဖွဲ့တွေကိုသူတို့လုံးလို့မရဘူးမနိုင်လို့ရှိရင် နီးဆက်ရရွာတဲ့ဖိုးဝင်ပြီးတော့အကုန်မီးနဲ့ရှို့ပစ်တာပြီးရင်အနောက်ကလက်နက်ကြီးကသူတို့ဘော်ကိုကြော်ပြီးတော့ထုတယ်အပေါ်ကလေရင်နဲ့ drone နဲ့ drone အခုနောက်ပိုင်းမှာ drone ကိုဒီကောင်တွေတအားတုံးတာနော်ချွတ်တဲ့ drone တွေဆိုရင်တော်တော်ပြင်းထန်တယ်အဲ့လို drone တွေကဆိုတုံးပြီးတော့အဓိကသူတို့ဘာလုပ်လဲဆိုတော့နယ်မြေစိုးမိုးမှုရအောင်လုပ်တာဒီနယ်မြေစိုးမိုးပြီးတော့ဒီနယ်တွေမှာရွေးကောက်ပွဲလုပ်လို့ရတယ်ဆိုတဲ့ဟာကိုလုတ်ပြပြီးတော့အဲ့တော့အဲ့ဒီမှာဘာဖြစ်လာမလဲဆိုတော့ ဒီရွေးကောက်ပွဲမှာထိုင်ကုန်တလုံးရရင်ပြီးတော့ဘူမတိဘာမတိနိုင်ငံရဲ့အောက်တန်းစားတွေကအသေးခံပြီးဝင်လို့မှာဝင်ရွေးခံမှာအဲ့တော့တော်လိုင်းရန်စုတွေဘက်ကဘလို့သားမလဲဘလို့တုတ်ပြန်မလဲဆိုတာတော့တော်တော်စိတ်ဝင်စားကောင်းတယ်နော်နောက်အခုဟိုမြန်မာနိုင်ငံမြောက်ပိုင်းမှာဆိုလဲနောင်ချိုဘက်မှာဒီကြောက်မဲဘက်မှာဆိုလို့တိုက်ပွဲတော်တော်ပြင်းထန်နေတယ်ကြောက်မဲတိုက်ပွဲကတော်တော်ပြင်းထန်တာအဲ့မှာရှိတဲ့အင်အားကအလုံးအင်းလိုက်ကိုပို့ပြီးတော့သူတို့စစ်တောင်းကိုထိုးနေတာဘာလို့ဆိုတော့ဒီဟာကိုသူတို့ယူပြမှဖြစ်မယ်ယူဖို့ပြောနေတာဘယ်နှလားရှိပြီလဲ ယူလို့မရအောင်ယူလို့မရတဲ့အတွက်နော်ထုတ်ထုတ်တက်တဲ့တောင်လှုပ်ခိုက်ပူသွားပြီထုတ်ထုတ်တက်တဲ့လှုပ်ခိုက်ပြီးတဲ့အထိထပ်မရတဲ့ဘူးဒီအဲ့တော့မရရအောင်လို့မှတို့လက်နဲ့ကြီးရောလေရင်ရောပြီးလို့ရှိရင်အောက်မှာရှိတဲ့ဒီတက်တက်တဲ့အခုဆိုဗျာကျောင်းစစ်မှုထမ်းအပတ်စဉ်20ပြီနော်အင်အား6000 9000ဖြစ်နေပြီအဲ့တော့စစ်တီတော့အင်အား6000 9000အောက်ပတ်ကျင်6000မဟုတ်ဘူးနော်6000 9000အောက်တုံးထားတာတော့အဲ့လောက်အသေးခံပြီးတော့လူသားတိုင်းလုပ်ပြီးတိုက်နေတာတော့ ခွေးနေရမင်းအဖြစ်နေတဲ့ကောင်တွေအဲ့ဒါမြို့လေးတစ်မြို့ကိုသူတို့ပြန်ထောက်ချုံနေရင်မတိရင်သူတို့မှဟိုစစ်ပွဲကြီးကိုနိုင်တဲ့ပုံစံမျိုးဘောမာတွေကဂုံစာပြတယ်အော်ကျွန်တော်ကြည့်တယ်သေပေးရတဲ့စစ်မှုထမ်းတပ်သားတစ်တည်းစစ်သားတွေဘဝနှမျိုးကိုကောင်းနေကြလို့ဟမ်အမင်းတို့နိုင်ရအေးစေးပဲအခုလေရင်ပေါ်မှာစောက်ွက်ကြီးကရွက်ဆောင်ပြီးပြောတာဘာဖြစ်လဲဟိုစာချုပ်နှစ်ခုလက်မှတ်ထိုးကထိုးလာနိုင်တယ်တဲ့တစ်ခုကနျူကလ িয়ার ကိစ္စနဲ့နော်တစ်ခုကအာကာသကိစ္စနဲ့ ကိုပြည်တွင်းမှာတော့မီးတောင်မှန်အောင် မပေးနိုင်ဘူးအင်တာနက်တောင်လောက်ငါအောင်ဟမ်မဒစ်လဲနေတယ်ရိုးရိုးဖုံးပြောတော့မနေပြောရတဲ့တိုင်းပြည်ကလာပြီးဟိုဂလတ်ပြောအာဂါတာပေါ်တက်ပြီးစူဇန်အောင်မယ်သူ့မယားကျူတူလှလက်တစ်ခွက်ပဲသူသေးချာစူဇန်ခိုင်းအောင်နော်ပေါက်ဒီကောင်ယူနေပြီအကောင်ပြောတာအဲ့ဒီယူနေတဲ့ကောင်နောက်ကိုအနောက်ကနေရှင်မင်းမှုယူထီမိုးပေးတဲ့ကောင်တကြောက်ဒီတိုင်းပြည်ဟာဒီလောက်ဒီဒုက္ခထဲမှာပေရှင်းနေတာနော်အခုခွေးသေးတဲ့တည်လေးကိုကျွန်တော်ဖတ်ပြပါမယ်ကဏီညွတ်နဲ့ချောင်းမရော်တိုက်ပွဲကနေစုတ်ခွတ်ထွက်ပြေးနေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်တာမှာ၃ဦးတေဆုံးပြီး၃ဦးဖမ်းမိထားတယ်လို့ရင်းမမင်းမြို့နယ်ပကဖ ULF စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်စက်တင်ဘာ30ရက်နေ့ညနေပိုင်းမှာ ULF စစ်ကြောင်းကထုတ်ပြန်အသိပေးတာဖြစ်ပါတယ်ချောင်းမရွာမှာစက်တင်ဘာလ17ရက်ကတိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပြီးစစ်တပ်စစ်ကြောင်းဆုတ်ခွာထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီစစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကလိုက်လံတိုက်ခိုက်တာမှာစက်တင်ဘာလ22ရက်နေ့က2ဦးတေဆုံးခဲ့ပါတယ် တနတ်နှလက်နဲ့လက်နဲ့ခင်းရမ်းဆုပ်ကိုလည်းကာကွယ်တပ်ဖွဲ့တွေကတည်ယူနိုင်ခဲ့ပါလေစနေမာနာ၁၈ရက်နေ့မှာလည်းဒုတက်တက်တဦးနဲ့စစ်မှုထမ်းတင်နှဆင်း၂ဦးကိုတနတ်၃လက်လက်နဲ့ခင်းရမ်းနေတဲ့အတူဖမ်းမိခဲ့ပါလေစနေမာနာ၂၉ရက်နေ့မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦးကိုတနတ်တက်လက်လက်နဲ့ခင်းရမ်းချိုးနေတဲ့အတူအသေးဖမ်းမိခဲ့တယ်လို့ UNF ကထုတ်ပြန်ထားပါလေဒါကြောင့်ထွက်ပြေးစစ်သားတွေတဲက၃ဦးကိုအရှင်၃ဦးကိုအသေးဖမ်းမိခဲ့တာပါချောင်းမရွာတိုက်ပွဲမှာ စစ်တပ်ဟာစစ်တောင်းပြက်ပြီးကစင်ကလျားစုတ်ခွာထွက်ပြေးကြတဲ့အတွက်ထွက်ပြေးစစ်သားတွေကိုတနေရာစီမှာဖမ်းရနေတာလို့ PDF အချုပ်ကပြောပါတယ်စစ်တပ်စစ်တောင်းတွေဟာပြီးခဲ့တဲ့စက်တင်ဘာလစမ်းပိုင်းမှာမုံရွာယာကြီးကလေးဝလမ်းတိုင်းတဏီမြို့နယ်တဲကိုဝင်ရောက်လာပြီးထောင်းမရွာအပါဝင်ရွာအချို့မှနေအိမ်တွေကိုမီးရှို့ခဲ့တာပါစတိမန်က17ရက်နေ့ကတိုက်ပွဲမှာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်လို့ဒေါ်လန်ရင်တက်မှလည်းရင်းမှမီမြို့နယ်ပကပဒုတာဝန်ခံ UNF စစ်ကြောင်းမှစစ်ကြောင်းမှုရဲဘော်နိုင်မင်းနဲ့ရဲဘော်တို့ကြာဆုံးခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်လို့စုပ်ခွာထွက်ပြေးသွားတဲ့နောက်ပိုင်းကဏီမြို့နယ်တဲကိုလေကြောင်းကနေဘုံကျဲတယ်လို့ drone နဲ့ဘုံကျဲတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။အခုအခါမှာစစ်တပ်ကကဏီမြို့နယ်နယ်ချင်းဆက်နေတဲ့ရင်းမမင်းမြို့နယ်မှာတပ်ပြန်လဲစုစည်းနေတယ်လို့သတင်းရရှိပါတယ်။အခုနောက်ပိုင်းမှာကျွန်တော်တော်လန်ရေးအဖွဲ့တွေဘက်ကသတင်းထုတ်ပြန်မှုတော်တော်ကို ကြစ်လစ်လာတာကိုတတိထားမိကြတာမတိပါဘူးเนาะအမှတ်တမှတ်နေတဲ့လူဆိုရင်တော့နေလိုက်မယ်တတိထားမိတဲ့လူဆိုရင်တတိထားမိပါလိမ့်မယ်ဒီစင်ရင်တည်နေတဲ့ပတ်သက်လို့ကိုအင်မတန်ကိုချုပ်လိုက်တာကိုတွေ့ရပါလိမ့်မယ်เนาะအရင်ခေတ်ကလို့နည်းနည်းလေးဖြစ်တာနဲ့ရိုက်ပြတဲ့ဟာကိုလုံးဝမလုပ်ဘူးမနေ့ကဆိုကျွန်တော်ဒီရခိုင်တက်တော်နဲ့ပူရတိုက်နေတဲ့ PDF အဖွဲ့အဖွဲ့နဲ့ကျွန်တော်စကားပြောဖြစ်တယ်အဲ့ဒီကเนาะသူပြောရဲဆိုတာကိုကြီးတဲ့ကျွန်တော်တို့ဘလောက်ထိဒီဘက်မှာထိမ့်ချုပ်ထားတဲ့ဆိုရင် တိုက်ပွဲတည်င်းဓာတ်ပုံလုံးဝပေးတင်ဝေးမရှိကိုရောက်နေတဲ့ဒေတာနေရာရဲ့ဓာတ်ပုံလုံးဝတင်ဝေးမရှိစစ်ကြောင်းစစ်ဒီရှင်းန်းထွက်မယ်စစ်ပွဲသွားမယ်ဟေးဆိုရင်ခေါင်းဆောင်စစ်ကြောင်းမှုတို့ဒီတက်ဆိုင်မှုတို့စသဖြင့်တို့ခေါင်းဆောင်တွေတက်ခွဲမှုတို့တက်ဆိုင်မှုတို့တို့ခေါင်းဆောင်တွေကလွဲလို့ငယ်သားတွေဖုံးကင်ဝေးမရှိเนาะတည်င်းနဲ့ပတ်သက်လို့ဘယ်သူမှထုတ်ပြန်ဝေးမရှိအဲ့လိုမျိုးအတိအကျအောင်နေရတာတဲ့ ကျွန်တော်တို့ပုံနေ profile နေအခြားနေရာကပုံတွေကိုပဲတင်ခွင့်ရှိတယ်ဟုတ်အရင်အချိန်ကပုံတွေပေါ့နော်အခုလက်ရှိကိုရောက်နေတဲ့နေရာတိုက်ပွဲပုံတွေလုံးဝတင်ခွင့်မရှိအရန်ကောင်းတဲ့ညီကြီးတို့အဲ့လိုမျိုးဖြစ်ကြမယ်ငါတို့ဟာနော်စနစ်တကျဖွဲ့စည်းထားတဲ့စစ်တပ်တစ်ခုကိုတိုက်နေတာတို့အဲ့ဒီအတွက်ငါတို့ကိုယ်တိုင်ကလည်းစစ်သားပုံစံမျိုးဖြစ်ကြတယ်သူကန်နာနဲ့တူဖြစ်ကြမယ် COC ကိုကြစ်လက်အောင်တိစောက်ဖို့လိုတယ်ဒါကြောင့်မို့လို့အညာဘက်ကအဖွဲ့တွေကိုကျွန်တော်အငဲပြောတာနော်အညာမှာ ND လောက်ကရှိတယ် EA ကိုလောက်ကရှိတယ် local တွေရှိတယ်အများဆုံးက local တွေအဲ့ဒီ local တွေမှာတကယ်တော်လှန်ရေးစိတ်နဲ့တိုက်နေတဲ့ local တွေရှိတယ်လို့တရွာကိုတစ်ဖွဲ့နဲ့လူလေး၄၅၀ယောက်တဲ့ဖွဲ့ထားတဲ့ local တွေတည်းရှိတယ်တရွာတစ်ဖွဲ့ဖွဲ့ပြီး local လုပ်နေတာအဲ့ဒါတော်လှန်ရေးလုပ်တာလို့မခေါ်ပါဘူးနော်စစ်တပ်စစ်ကြောင်းထိုးလာမယ်အဲ့ဒီ၄၅၀၁၀ယောက်၂၀လောက်နဲ့အဲ့စစ်ကြောင်းကိုခံတိုက်နိုင်ကိုတဖွဲ့တည်းလည်းခံမတိုက်နိုင်ဘူးမဟာမိတ်လည်းမတီဆောက်ဘူးဘဒူးအောင်မှလည်းမဝင်ဘူးဆိုကျိန်းနေတယ်အဲ့ဒါတော်လှန်ရေးစိတ်သက်မဟုတ်လို့ကြိုက်တဲ့အကြောင်းကိုပြတကယ်တော်လှန်ရေးစိတ်သက်ရှိ UNG အောင်ဝင်မှာမဟုတ်ပါဘူး နော်တိုင်းသားအီယာအိုအကိုဝင်မမဟုတ်ဘူးနောက်ဆုံးငါတို့ဒီမျိုးနယ်မှာကွာ local တွေရဲ့ COC တိဆောက် COC ရှိကိုရှိကမယ်လက်နက်ကင်ထားရင်နော်ဟိုခေါင်းဆောင်ပြောနေသလိုပဲပြည်သူကြားထဲသွားမယ်ဆိုရင်ယိုကျိုးနေရမယ်ဆိုတဲ့စကားလိုပဲကျွန်တော်တို့ကလက်နက်ကင်လိုက်ပြီဆိုတဲ့စစ်သားဖြစ်သွားပြီနော်အယက်သားစိတ်အယက်သားပုံစံအယက်သားအတွေးခေါ်အယက်သားပြုတ်မှုနေထိုင်မျိုးနေဝင်လုံးဝမရှိတော့ဘူးအဲ့ဒါတွေကိုမလုံနိုင်ရင်မလိုက်နိုင်အဲ့တက်နဲ့မကိုင်းနဲ့ ချင်းချင်းလေးပဲလားเนาะအဲ့တော့လူတွေကလက်နဲ့ကင်လိုက်အဲ့ဒီလက်နဲ့ကင်တဲ့ feeling ကိုတက်တော့အဲတက်တက်လုံးရွာထဲမှာကိုချောင်းချောင်းနဲ့နေတော်လိုင်းကန်လာမှာတော်လိုင်းနဲ့ဝင်ပြီးတော့ဟာတဏှာကကင်တော့ကိုကတဏှာကင်ထားတော့တဏှာတိတယ်မလားကိုမြန်မာပြည်သားတွေရိုးရာလေလက်နဲ့ကင်ထားရင်တောင်းစားစားကြောက်တယ်ဟမ်ပြည်သူကလည်းလက်နဲ့ကင်ထားမြန်ဘာကောင်လည်းပြစ်စွတ်တော့တာဟာအကြောက်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 တာအော်အဲ့လားဆိုတော့ဘာဖြစ်လဲခုနကလူကောင်မျိုးတွေကမန်တက်လာအောင်မန်တက်ပြီးစက်တလို့တွေရှောက်လို့ပေါ့အဲ့တော့ဘာဖြစ်တော်လိုင်းရင်ထိခိုက်နစ်နာမှုတွေရှိလာတာ အဲ့တဖက်ကရန်သူဘက်ကပြောစရာတွေဖြစ်လာတယ်အဲ့တော့ဒါတွေကတက်ဆိုင်ရန် data ပြည်သူတွေနဲ့တက်ဆိုင်တယ်ကျွန်တော်ဒီအဖွဲ့အစုတွေရဲ့ခေါင်းဆောင်တွေနဲ့တက်ဆိုင်တယ်နော်ဒီလက်နက်ကင်လိုက်တာနဲ့ပြည်သူအောက်မှာနေရမှာအော်တိုမနေနိုင်အဲ့လက်နက်မကင်နဲ့ရှင်းရှင်းလေးနော်ငါကလက်နက်ကင်လို့ပြည်သူကလိုင်းစော်ကားတာအောက်ချို့ပဲခံပြောခွင့်ရှိမယ်အေးအဲ့ဒီစော်ကားတော့မခံနိုင်ပြန်စော်ခြင်းလည်းဆိုမင်းလက်နက်မကင်နဲ့လက်နက်ကင်အဖွဲ့ထဲမှာမနေနဲ့ဒါရှင်းရှင်းလေးပဲ နော်အလက်နဲ့ကင်ပြီးတော့မြောက်ကြမြောက်ကြရွာထဲမှာရှောက်သွားမှာတကယ်ကစစ်ကြောင်းထိုးတော့ထွက်ပြေးကုန်အောင်အကုန်လုံးမှာရွာကြံမိခဲ့ရောအဲတိတယ်အဲ့လိုမျိုးတွေအဖွဲနာမည်နဲ့ကင်ဆော်မှာတနေ့ကျွန်တော်ကိုယ့်ဘက်ကအချမ်းကအဖွဲတွေကျွန်တော်ဘာမှမပြောသေးဘူးဘာဖြစ်လို့လဲဒီတော်လန်ရင်းမှာလေကျွန်တော်ကိုယ့်ဘက်အချမ်းကဘတူပဲဘာဖြစ်ဖြစ်ဟိုနေ့ကတော့ငပောက်ပြောတယ်နော်အဲဟိုပန်ဆယ်လိုနဲ့ပန်သူပြောတဲ့စကားကဘလို့ကျွန်တော်ပန်ဆယ်လိုဘက်ကနေတယ်ပေါ့ဒါပေမဲ့လူမျက်ကြော်လိုဟာမျိုးတော့သူမပြောရဲဘူးပေါ့လူမျက်ကြော်သူမတိတာတာပေါ့ နောက်တော့သူပြောတာဘဒုကိုလည်းမသိအဲ့တော်လိုင်းအပြင်ဘက်ကလူကိုတော့ကျွန်တော်ပြောရဲတယ်ပေါ့အဲ့လူတယောက်မေ့ဝဲသူပြောတာဟုတ်တယ်လေလူမျက်ကြော်ကတော်လိုင်းဘက်ကလူသူ့အတူတက်အောက်စုပဲဖြစ်ဖြစ်အဲ့ဒါပြည်သူရွေးချယ်နေတယ်နော်လူမျက်ကြော်ကတက်ပါတီထောင်လာလားဘာလားတော်လိုင်းဘက်ကိုစေတနာလောက်တာအဲ့ဒါပြည်သူဆုံးဖြတ်မှာကျွန်တော်ဆုံးဖြတ်ပေးဖို့မရှိဘူးဟုတ်တယ်နော်ပန်ဆယ်လိုကတော်လိုင်းဘက်ကပဲတော်လိုင်းဘက်ကလူတွေဘာဖြစ်ဖြစ်ကျွန်တော်မပြောဘူးပြည်သူဆုံးဖြတ်သွားနိုင်မယ်အေးဟိုဘက်ရက်ကွက်ကောင်ဆိုရင်တော့ကြိုက်တဲ့ကောင်လား နော်အကောင်ကြီးကဟိုသူတို့ကိုးကွယ်တဲ့မအေလို့မင်းအောင်လာရစပြီးတော့ဟိုအောက်ချေခွေးမင်းသားငပောက်လိုကောင်မျိုးတိတကောင်းမှမထားဘူးအဲ့ဒါကျွန်တော်တောင်းမှာပဲနော်ကျွန်တော်ခံယူချက်ပဲကိုဘက်ကလူဆိုရင်တော့ကျွန်တော်ဘယ်သူမှမပြောဘူးနော်တီသူဆုံးဖြတ်သွားလိမ့်မယ်အဲ့ဒီစိတ်နဲ့ပဲကျွန်တော်နေခဲ့တယ်ဒါပေမဲ့ဒီတိုင်ရင်တပ်ဖွဲ့နေနဲ့ပတ်သက်လို့အစိုးရဘိုင်းနဲ့ပတ်သက်လို့အစည်းအဝေးလိုဟာမျိုးတခုခုဟာမျိုးကြုံလို့ရှိရင်တော့ကိုအတွင်းစီးမှာပေါ့ကိုချင်းချင်းလိုဟာမျိုးဆိုရင်တော့ပြောပြတဲ့ဟာတွေပြောပြတယ်ပြောတင်တဲ့ဟာတွေနော်အပြင်မှာလုံးဝကျွန်တော်မပြောဘူးဒါကျွန်တော်စောက်ထိန်းတဲ့စီးပဲ နော်အဲ့တော့ဒါပေမဲ့ဂျုံလို့တစ်ခါပြောလိုက်မယ်အညာဘက်မှာလည်းရှိတယ်နော်ရွာမှာလာပြီးထိုင်တယ်ဩ PDF တွေလာလို့ဆိုပြီးတော့ရွာသားတွေကအာဖူးမှုတ်ကျွေးကြမွေးကြတယ်ရွာထဲမှာအာထောင်း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 တနက်လေးလွယ်ပြီးတော့ဟမ်ဟိုကစစ်တပ်လည်းစစ်ကြောင်းထိုးထိုးရွာထိုင်းထွက်ပြေးရောအဲ့ရွာဝင်မီးရှို့ကန်တီရောအေးအဲ့ဒါဘယ်ဘွက်တွေနေကိုကိုတီမပြောသေးဘူးနော်အကုန်ထိတ်တယ်နေလားဒါမပြောမနေတာအဲ့တော့ပြောနေတာကအဲ့ဒါလို့ထွက်ပြေးတာဘာဖြစ်လို့ထွက်ပြေးရတာ မဟာမိတ်တွေမှာကြစ်လို့ဆိုတော့မဆောက်ထားတာဘူးအမ်းအမ်းငါ့နဲ့ငါတစ်ဖွဲ့ငါဆရာပဲမပေါင်းဘူးပေါင်းလိုက်ရင်နှစ်ဖွဲ့ပေါင်းရင်တစ်ဖွဲ့လည်းဖြစ်ရင်ဘိုးကနှစ်ယောက်လုပ်လို့မရဘူးတယောက်ဖွဲ့လုပ်ရမယ်လေဟဲအဲ့တော့မပေါင်းဘူးမပေါင်းတော့ဘာဖြစ်ကုန်လဲစစ်တောင်းထိုးတော့ခွေးပြပေါ့ဟမ်စစ်တပ်အယောက်20အစိတ်နဲ့မီးဝင်ချို့တော့ခံရတယ်စဉ်းစားကြည့်စစ်ခွေးအကောင်အစိတ်လောက်မီးဝင်ချို့တော့ခံရတဲ့ဒေတာအဲ့ဒါဘယ်အဖွဲ့တွေမင်းတို့တွေတိတယ်မပြောသေးဘူးနော်ဒါတွေကလုံးဝအတိတ်ပဲရှိတဲ့အရာတွေ စီးလုံးညီညွတ်မှုကိုတည်ဆောက်နိုင်မှတာနဲ့စစ်တပ်ကိုတိုက်နေတာဖြစ်တဲ့အတွက် institution ကောင်းတဲ့စစ်တပ်ကိုတိုက်နေတာဖြစ်တဲ့အတွက်ကိုယ့်ဘက်အချမ်းမှလည်းရန်သူဖြစ်နေပါစေတော်လှန်ရေးဓမ္မချင်းချင်းဆိုတယောက်တက်ကိုတယောက်ကာကွယ်ပြီးတော့ပေါင်းစည်းနိုင်ရမယ်အဲ့ဒါမှတော်လှန်ရေးဓမ္မကောင်းเนาะအေးတော်လှန်ရေးပြီးတာဒီကောင်တတ်ချင်တာဥမာရနေရောမင်းတော်လှန်ရေးပြီးတဲ့မှာမင်းနဲ့ငါတွေ့မယ်လောလောဆယ်သူ့ကိုလာတတ်မှကောင်းတော့ကိုပြန်ကာကွယ်ပေးရမယ်အဲ့ဒါတော်လှန်ရေးဓမ္မတိုင်းထားရမယ်စိတ်တက် နော်အဲ့ဒီစိတ်သက်မထားနိုင်ကျွန်တော်တော်နိုင်မှမနေလို့မရဘူးတစ္ဆာဆိုတာရှိတာမဟုတ်ဘူးအဲ့တော့အညာမှာရှိတဲ့အဖွဲတွေအထူးသဖြင့်ပြောချင်တာက COCO ကြစ်လစ်ဆိုတာဒီဆောက်ပေးစေခြင်းနဲ့ဒါပြီးဆရာလောက်တာမဟုတ်ဘူးနော်ပြည်သူတယောက်အနေနဲ့ပဲတောင်းဆိုလာကျွန်တော်လည်းဘာကောင်းမှမဟုတ်ဘူးပြည်သူတွေကပြည်သူပဲဒါပေမဲ့ဖြစ်တဲ့ဖြစ်ထိုက်တာကိုတတိပေးရောပြောပြရောအစ်စ်မရှိတယ်ဘာမှလည်းကျွန်တော်ဘာကောင်းမှမဟုတ်ဘူးဒါပေမဲ့လို့ကျွန်တော်ပြောတဲ့စကားမှိုင်းလာခဲ့ကျွန်တော်ကောင်းတောင်းဝင်ယူတယ်ဟုတ်တယ်နော် NGO အောက်ထဲဝင်ပါ ် MOD ရဲ့ COC အောက်မှာကြစ်လစ်ဆိုတာနေပါအာထောက်ပံ့မရတော့ဘာလို့အဲ့ဒါဗကန္နခဏထားနော်ပြီးရင်တောင်းပေါ်တဲ့တိုင်းရင်းသား EAO ရဲ့တခုခုရဲ့အဖွဲ့တခုရဲ့ COC အောက်မှာနေပါအဲ့လိုမနေနိုင်ဘူးလားငါတို့က local ပဲနေမှာ okay ကောင်းပြီမင်းတို့မြို့နယ်မှာ local ဗနံဖွဲ့ရှိတယ်ငါးဖွဲ့ရှိတယ်၁၀ဖွဲ့ရှိတယ်မင်းတို့အဲ့ဒီငါးဖွဲ့ဖြစ်ဖြစ်၁၀ဖွဲ့ဖြစ် COC တိဆောက်ပေးဒီချိန်ရအဲ့လိုဖြစ်ကမဲ့အချိန်နဲ့အခုအချိန်ထိတရွာတစ်ဖွဲ့ဖြစ်နေတဲ့အိမ်ပဲရှိတော့ဘူးเนาะဒါလေးကိုတော့ပြောချင်တယ်အဲ့တော့ ်ဒီလိုလုပ်ရလုပ်ရတဲ့ဟာပြည်သူတွေနာတယ်ဒေတာလည်းနာတယ်တော်လန်ရေးကိုလည်းထိခိုက်ပါတယ်နော်အဲ့တော့အခုဒီနေ့ UN ဘက်ကအောင်မြင်မှုမျိုးကိုအောင်မြင်ဖို့အတွက်ဒီစကားတွေကိုပြောပေးတာဖြစ်ပါတယ်ဘာဖြစ်လို့လဲအားလုံးရဲ့အတက်တွေကိုအထိခိုက်မခံနိုင်ဘူးတော်လန်ရေးဘက်မှာရက်တည်တဲ့လူတိုင်းကိုတန်ဖိုးရှိတဲ့လူတွေလို့ပဲကျွန်တော်တတ်မှတ်ထားတာလက်နက်ကင်ပြီးလူဘွားဝမယ်ဆိုရင်တော့ခွေးနဲ့အတူတူပေါ့ဗျာဟုတ်တယ်မလားလက်နက်ကင်ပြီးလူဘွားဝနဲ့စောက်ချင်းကိုမကြိုက်လို့တော်လန်ကြတာလေကိုတော်လန်လာကိုမေ့နေတဲ့တချို့တွေကြတော့ဟုတ်တယ်မလား လက်နဲ့ကန်ပြီးလူဘဝနဲ့စောက်ချင်းကိုမကြိုက်လို့လီးလဲွားဆိုရရလက်နဲ့ပြန်ခံချတာလားကိုကိုတိုင်းကလက်နဲ့ကန်ပြီးလူဘဝနေမယ်ဆိုရင်တော့အဲ့ဒီတော်ထန်တဲ့ခွေးတွေနဲ့ကိုကပေါ်အောင်ရုပ်ညံ့အောင်ကောင်ဖြစ်အောင်မယ်ဟုတ်တယ်မလားဒါကြောင့်မလို့ဒါလေးကိုညီကိုမောင်နှမတွေအားလုံးအတိတ်ရှိစေခြင်းနဲ့တတိရှိစေခြင်းနဲ့ဒီတဘောနဲ့ပြောပြတာပေါ့နော်အခုလိုမျိုးအောင်ပွဲတွေမြန်မြန်ရရင်အဲ့လိုပြောကြတယ်မလားအေးကျွန်တော်လည်းအဲ့လိုအောင်ပွဲရရင်အိမ်မက်တာအမက်တယ်နော်တစ်ခါကြရင်မှစော့ဖော့ကိုဘယ်ညံညံကန်နေတာထပ်ထပြီးတော့ရောင်ပြီးတော့ကန်နေတာတော့ရှိတယ်နော်အဲ့တော့ ဘလို့ဖြစ်ပါကျွန်တော်တို့တွေအနိုင်အောင်တိုက်ကမဲ့ပွဲမှာနိုင်ဖို့အတွက်ကညီညွတ်မှုပဲဗျစီလုံးမှုပဲအဲ့ဒီညီညွတ်မှုနဲ့စီလုံးမှုကိုတိစောက်နိုင်ကျွန်တော်တို့ရှုံးเสียမှာမလို့ပါဘူး fighting